ရောဘာဖြစ်လဲကျမကလည်းအစကတည်းကပြောမထားဘူးရှင်ပြောတဲ့အတိုင်းကျမလုပ်မယ်ဆိုပြီးတော့ရှင်ရဲ့အဝတ်ဒီကျမမီးပွေမတိုက်နိုင်ဘူးတွားဟိုမှာမီးကျွေတိုက်ပေးတဲ့သူတွေရှိတယ်မလားအဲ့မှာပဲတွားတိုက်ခိုင်းလိုက်ကျမကိုအလौသမားများထိနေရလားအီအီနင်ကငါ့ရဲ့မိန်းမလीနင်ကမှမပြောရင်ငါကဘသူကိုပြောရမှာတော့ငါအလौသွားဖို့အတွက်အရန်နောက်ကျနေပြီငါကိုထမင်းချိုက်နေပါလေမထုတ်ပေးတော့ဘူးလားထမင်းမချက်ရသေးဘူးအဲ့လောက်ထိမှစားကျင်နေလို့ရှင်ရလေ အပြင်ကနေဝယ်စားလိုက်ပေါ့။ဘာများခက်ခဲလို့ရော။တော်ပါပြီ။နင်းနဲ့စကားပြောမိတာကိုမားတာပါ။ငါအမဟုတ်ပြီလားငါအမ။သူတို့နှစ်ယောက်ရဲ့အတန်ကိုကြားပြီးတော့မှ ရောင်းမနဲ့မရှိက အခန်းထဲကိုရှောက်လာခဲ့ပါတယ်။ဘာဖြစ်တာရောအကိုရဲ့ဒီလောက်မနဲ့စစောစီစီရံဖြစ်ပြန်ပြီလား။တကယ်တည်းအိမ်မှာမနဲ့စစောစီဖျားရှိခိုးတန်ကြားတာကပဲကောင်းနေ။ဒီလိုရံဖြစ်တဲ့အတန်းတွေတော့လုံးဝမကောင်းဘူးအိမ်အတွက်စက်တည်ရေမရှိဘူး။ အမလီအမေနဲ့အဖေနဲ့ကိုလည်းနည်းနည်းလောက်ဂယူးဆိုင်ပါအောင်သူတို့ကိုလည်းထဲထွက်ပါအောင်အမလီအမေနဲ့အဖေနဲ့ကိုထဲထွက်ပြီးတံပိုးထားနေလို့အခုချိန်အထိကျွန်တော်ကပါဇက်ပိတ်ပြီးနေနေတာမဟုတ်ရင်တော့ကြာပြီးရိုက်ပြီးတာဒီမိမောက်ကြိုက်ကုန်မကြိုက်တာဒီလိုနဲ့ကိုမြင့်ကတော့စိတ်တူပြီးတော့မှအပြင်ကိုထွက်သွားခဲ့ပါတယ်ကဲနော်အီအီနဲ့ကိုမြင့်ကနေ့တိုင်းနေ့တိုင်းမနေ့တိုင်းမနေ့တိုင်းရံဖြစ်ကြတယ်။အိစတေးသေးလေးနဲ့တင်ကိုပဲတယောက်နဲ့တယောက်ရံအကြီးကျယ်ဖြစ်ကြတယ်။ တီလုံနဲ့ညနေရောက်ခဲ့တယ်။မင်းကြီးတီဟင်းကဘသူချက်ထားတာတော့တီဟင်းထဲမှာစားကိုမပေါဘူး။ပြီးတော့အရသာလဲဒဇက်မကိုမရှိဘူး။အေးဘော်အေးဘော်ဒီထဲမှာလဲအပြစ်တွေရှာလိုက်အောင်ထပ်ပြီးရှာလိုက်အောင်ရှိသေးရင်ဘာလို့လဲဆိုတော့ရှင်ကသိရလေဒီဟင်းကျမချက်ထားတာဆိုတာကိုဒါကြောင့်မလို့အပြစ်တွေထိုင်ရှာနေမှာပေါ့စားရတာကျေစုမတင်ဘူး။အီးအီးရဲ့ပြဿနာမရှာပါနဲ့။သူကဘလို့လို့တိမာတော့အခုမှအလောက်ကနေအင်ကိုလာတာလေ။ ဘသူချက်တာဆိုတာဘယ်လိုလုပ်သိမှာတော့ပြီးတော့နီရိုနီယောက်ကနေ့တိုင်းနေ့တိုင်းပဲရန်ဖြစ်ဖြစ်ပြီးတော့မှပဝင်းချင်းကိုတောင်းအောင်နားထောင်ရအောင်လုပ်နေတာလေအဲ့ဒီအချိန်မှာကိုမြင်ကဖုံးဝင်လာခဲ့ပါတယ်အေးပါငါအဆင်ပြေပါတယ်နေရောဘယ်လိုလဲအေးပါအေးပါဟုတ်ပြီဟုတ်ပြီမနှက်ပြန်တွေးစားရအောင်နော်ဒါဘသူဖုံးနော်ရီရီပြီးတော့စကားတွေပြောနေတယ်တွေးလာမရီးရီကျမပြောရဲမလားသူတဏျာနေရာမှာတော့ခုခုလုံနေတယ်လို့ကျမကိုတစ္ဆာဖောက်နေတယ်လို့ပြောနေရယ်လေ ပါဇက်ပိတ်ပါတော့ငါတငယ်ချင်းဖုံးဆက်တာပါနင်ကတကယ်အယူပဲတီလုံနဲ့တနေ့မှသူတို့အားလုံးကအပင်ထွက်ကြတယ်ဒီချိန်မှာကာမာလီတယောက်နဲ့တွေ့တယ်ကိုမြင့်ကြီးဘလို့လဲနေကောင်းလားအေးကောင်းပါတယ်နေရောဘလို့လဲနှစ်ပေါင်းများများစွာကြာပြီးမတွေ့တာနော် ခုတလောဘာတွေလုပ်နေလဲ ID company မှာမနေကြပါအမလီမိုက်လိုက်ဤလားတာကိုကြည့်ပြီးတော့မှအီအီကတော်တော်ကိုစိတ်တော်သွားခဲ့ပါတယ်။အော်ဒါကနေ့ချစ်သူပေါ့ ဒါဆိုလို့ရှိရင်လေအင်ကိုခေါ်ပြီးတော့စကားအေးဆေးပြောပေါ့။ဘာလို့ဒီမောထဲမှာစကားလာ ပြောနေရတာရော။ကိုမြင့်ဒီယူနီရဲ့မိမကဘယ်သူရော။ပြီးတော့ဒီမိမကဘာစကားတွေပြောနေရတော။ "तू မမြင်ဘူးလား။ငါကငါ့ယောက်ျားနဲ့ငါကလေးနဲ့အတူတူဒီကိုလာတာ။အဲ့ဒါကို तू ပြောချင်ရ तू ပါဇက်တမ်းမှာလာတဲ့အရာတွေပြောနေတယ်။ခွင့်လွတ်ပါနော်။ तू ကငါ့ရဲ့မိမပါ။ဒါဆိုရင် तू ကိုဆရာဝန်တယောက်ရှိခေါ်သွားလိုက်။ပြီးရင်ဆေးကုပ်ပြီးလာခဲ့။တွေ့ပြီလားနင်ပြောရဲရ။ မကြီးရေသူ့ကိုဒီကနေတနည်းနည်းခေါ်သွားလိုက်နော်မဟုတ်လို့ရှိရင်ကျွန်တော်တတ်မိသွားလိမ့်မယ်ဟာအဲ့လိုမပြောပါနဲ့မတ်ရေကျွန်မရှိရလေကျွန်မဆုံးမလိုက်မယ်ဒီလိုနဲ့မကြီးဖြစ်သူက သူ့ကိုအိမ်ခေါ်သွားပြီးတော့မှ အကုန်ဆုံးမခဲ့ပါတယ်อีอีကိုယောက်ျားပေါ်မှာဒီလိုမျိုးတန်တရားဝင်တာလုံးဝမကောင်းဘူးသူကနင့်ကိုအယမ်းချစ်ပါတယ်နင့်ကဒီလိုပဲအမြဲတမ်းရံဖြစ်နေမယ်သူကစိတ်တို့ပြီးတော့မှဒီလိုမျိုးတစ်ခုမဟုတ်တစ်ခုလှုပ်လိုက်မယ်ဆိုရင်နင့်ဘယ်လိုလုံးမှာတော့ ီလိုနဲ့ညနေရောက်သွားခဲ့ပါတယ်။ညလည်းရောက်သွားခဲ့ပါပြီ။ဒါပေမဲ့သူက အင်ကိုမလာခဲ့ပါဘူး။အေးပေါ့ညရောက်ပြီးခုချိန်ထိမလာသေးဘူးဆိုတော့ကောင်မလေးရင်နဲ့နှက်နေရနေမှာပေါ့။နင်ကတကယ်ပဲဒီလိုအစ်စ်နေကြနင်းယောက်ျားကို တရက်ကြရင် ဆုံးရှုံးရလိမ့်မယ်။သူတို့နေအောင်ဒီလိုစကားပြောနေတဲ့အချိန်မှာပဲတကားခေါက်တန်ကြခဲ့ရတယ်။မောင်လေးဒါဘာရီလောက်တာတော့ဒါရီဘာရီဖြစ်နေတာလဲဆိုတာကိုသူမကတစက်မှနားမလည်ခဲ့ပါဘူး မောင်လေးကြီးသူ့ဘသူတော့ပြီးတော့ညီတို့မင်္ဂလာဆောင်လာကြတာလားမကြီးဒါမကြီးရဲ့ရောင်မအစ်စ်ပါဘာရောင်မအစ်စ်တွေ့လားကျမပြောရမလားဒီယောက်ျားကဘလောက်ထိမကောင်းလဲဆိုတာကိုကြည့်လိုက်လေအမအတွက်ရောင်မအစ်စ်တောင်မှခေါ်လာပြီးပြီးတော့အသားမမဲတူတူနဲ့ဟဲ့ငမဲမနင်ကမင်္ဂလာဆောင်ဖို့အတွက်ငါ့ယောက်ျားတယောက်တည်းကိုပဲတွေ့ရလားဘာပေါ်မှာဒီလောက်ယောက်ျားတွေအများကြီးရှိနေတာကိုအီအီရိုရိုတင်တဲ့စကားပြောနော်သူ့နာမည်ကစွစုပါ နင့်ထက်ကစေစသားတယ်တလားနင်ကအသားဖြူပေမဲ့အချင်းကတစ်စက်မှမကောင်းသူကအသားမဲပေမဲ့သူ့ရဲ့အချင်းစာရိတ်သားကအရန်ကောင်းနေသိထားလဲအရန်ကောင်းနေထားလိုက်ပါတော့ယောက်ျားရဲ့အခုတော့နားလေပါပြီချင်းပါလို့ဒီလောက်ထိစိတ်ညစ်နေလဲဆိုတာဒီမိန်းမကဒီလိုပဲလေထားလိုက်ပါတော့ကျမတို့အခန်းထဲသွားကြရအောင်ပြီးတော့အမကြီးအခုချိန်ကနေစပြီးကျမနဲ့စကားပြောမယ်ဆိုရင်တတိယချကြီးချက်ပြီးတော့ပြောနော် ပါဇက်ထိန်ပြီးတော့ပြော ခုချိန်ကနေစပြီးတော့မှကျမကဒီအိမ်ကချွေးမတယောက်ဖြစ်သွားပြီစွစုကရောက်လာတဲ့ပဲအိမ်ကအလုပ်တွေအကုန်လုံးကိုထိန်းသိမ်းနိုင်ခဲ့တယ်စွစုကြီးနင်ကအရန်တော်တာပဲငါအင်ကြီးတွေကိုလည်းကောင်းကောင်းလေးမီးချွေတိုက်ပေးထားတယ်ရန်ကြီးစုတင်နေတော့သူတင်စရာမလိုပါဘူးရှင်ကကျမရဲ့ယောက်ျားဆိုတော့ကျမရဲ့တာဝန်ရှိတယ်လေကျမလုပ်ပေးရမှာပေါ့ထမင်းချက်ပြီးသွားပြီထမင်းစားလိုက်ပါအောင် ဒီလိုနဲ့စုစုကအားလုံးအတွက်ထမင်းနေယူခဲ့ပါတယ်။ငါကတော့ဒီငမဲမလက်ရလုံးဝမစားချင်ဘူး။မင်းကြီးကျမတို့မလာဘူး။လာခဲ့ပါအီးရဲ့။ဘဲချင်းအထီဒီလိုပဲအငတ်ခံပြီးနေနေအောင်ပါလေ။ဟလာသွားစားကြရအောင်။တို့အားလုံးကထမင်းစားဖို့ထိုင်ခဲ့ကြတယ်။စပြီးတော့စားလိုက်တာနဲ့ကိုမြင့်ကတော့သူ့ကိုအယမ်းချီကျူးခဲ့တယ်။နေရလက်ကိုတော့နှမ်းချင်လာပြီ။နေကထမင်းချက်တာအယမ်းတော်တာပဲ။ရှင်ကြိုက်တယ်လား။ဟုတ်တယ်နေ့လိုမျိုးပဲ။ဒီထမင်းဟင်းကလည်းအယမ်းစားလို့ကောင်းတယ်။ ါ့ကိုကြားပြီးတော့မှအီကအရန်စိတ်ထုတ်ပြီးခန်းထဲသွားခဲ့ပါတယ်။ပြီးတော့အရန်ငိုခဲ့တယ်။ဇက်ပိတ်လိုက်ပါတော့ဘာလို့ငုံနေတာတော့။တွေ့လားမကြီးရေ။ကျမရဲ့အလုပ်တွေအားလုံးကိုအဲ့ဒီငမဲမားကလုပ်နေတယ်။ဒီထဲမှာဘာငိုစရာရှိလို့လဲ။နေလဲမဟုတ်လဲ။သူ့ရဲ့အလုပ်ဘာလုပ်ပေးလို့တော့။သူလုပ်နေတယ်ဆိုလဲလုပ်ပါစေပေါ့။အခုချိန်မှာတော့ကိုမြင့်ကဆူဆူနဲ့အတူတူ ရုပ်ရှင်နေသွားကြည့်ရယ်။ကျော်ပင်နေထွက်တယ်သွားလေကြတယ်။အာ ဒါရီကိုကြည့်ပြီးတော့မှအီအီကအယန်းကိုခဲတယ်။စုစုကသွားရင်းနဲ့ချော်ကြတော့မယ်လို့ဖြစ်သွားတဲ့အခါမှာတော့ကိုမြင့်ကသူ့ကိုခြိလိုက်ပါတယ်။အကိုကြည့်ပြီးတော့မှအီအီကအယန်းတော်သားထွက်သွားတယ်။ပြီးတော့စုစုကိုအောက်ဆင်းခိုင်းဖို့ပြောတယ်။ဒီကနေထွက်သွားစမ်း။ငါရကြရဲ့ဘဝနဲ့ဒီအိမ်တဲကနေတခါလေးထွက်သွား။ဒါဘာတွေပြောနေရလဲအီအီ။ तू ကငါရဲ့မိန်းမနော်။ရှင့်ရဲ့မိန်းမကကျမပါ तू မဟုတ်ဘူး။ဟုတ်လား။ငါနင့်ကိုအရင်ကဒီလိုပြောခဲ့တယ်လေ။အဲတော့ကနင်ကဘယ်မှာရော။အဲတော့ကနားကိုမလဲတော့ဘူး။ ငါရဲ့မိမမဟုတ်ဘူးလို့ပဲငါထင်တာအဲ့ချိန်မှာသူကတော့သူ့အမားကိုတီးသွားပြီးတော့မှတောင်းပန်ခဲ့ပါတယ်အမားကိုခွင်လွတ်လိုက်ပါယောက်ျားကြီးဒီနေ့ဒီချိန်ကနေစပြီးအဲ့လိုအမားလုံးဝမမားတော့ပါဘူးရှင်သူ့ကိုထားပြီးတော့ကျမရှိပြန်လာခဲ့ပါလားငါကတော့အင့်အမားနဲ့တီးအောင်လို့ပဲအချိန်ခဲ့တာပါကျမနားမလည်ဘူးတကယ်တော့ရှင်ရဲ့အမားကို ရှင်တီးသွားအောင်လို့အမရဲ့အမားကိုအမတီးသွားအောင်လို့သူကပလန်တစ်ခုလုပ်ခဲ့တာကျမကကိုမြင့်ရဲ့တငယ်ချင်းရဲ့ညီမပါ ြီးတော့အမရဲ့မကြီးကကျမရဲ့တငယ်ချင်းအရင်ခောက်ခောက်ပါပြောလို့ပဲကျမကဒီ drama တွေလုပ်ခဲ့တာပါကျမတို့ကဘာမှမင်္ဂလာဆောင်ထားတာမဟုတ်ဘူးနင်ကောဘလောက်ထိပဲရန်ဖြစ်ဖြစ်ဘလောက်ထိပဲဘာပဲပြောပြောငါနင့်ကိုထားပြီးတခြားသူရှင်မသွားပါဘူးလူနဲ့သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်ဖက်လိုက်ပါတယ်ပြီးတော့ပျော်ပျော်ရွှင်မဲနေထိုင်သွားကြပါတော့တယ်